ကျမကတော့ဒုနာကုဆရာမတယောက်ပါ။အခုဖြစ်ခဲ့တဲ့ဖြစ်ပျက်ကခရင်ဆင်းရုံကြီးတစ်ခုမှာပါ။ကြာခဲ့ပြီဆိုပေမဲ့ဘယ်တော့မှမင်းမရနိုင်တဲ့အကြောင်းအရာလေးတစ်ခုမှမဟုတ်ရင်းနှဲကိုဆွဲနေမိပါလေ။ကျမဒုနာကုဆရာမတာဝန်ကိုထမ်းဆောင်တဲ့တမနဲ့ကပေါ့။မနေ့ကုန်းနာရီလောက်ဆင်းရုံတန်ရှင်းဝန်ထမ်းတွေကိုအဆောင်တန်ရှင်းလုပ်ခိုင်းပြီးအဝန်ကားအားလုံးကိုပိတ်ခိုင်းပြီးကျမလိုက်စစ်ပါတယ်။အိန်နာဘာမကြံလိုက်စစ်ရတာပေါ့။အဲ့လိုလိုက်စစ်တဲ့အချိန်လူနာဆောင်တွေကလည်းဝရန်တာမှာဟိုတစုပြည်စုနဲ့နေနေကြပါတယ်။ အင်နာနားမှာလည်းရှိကြတယ်။အဆောင်နောက်ဖက်တန်းရှင်းရေးကိုကျမလက်ပတ်ကြည့်စုနေတော့အင်နာတကားကအထင်းကနေတဝုံးနဲ့တွန်းနေအောင်မြင်လိုက်ရပါတယ်။မြင်နေဆိုတဲ့နေရာမှာကျမတယောက်တည်းမဟုတ်ပါဘူး။အရှင်ဝန်ထမ်းတွေအပြင်လူနာဆောင်တွေပါမြင်ရပါတယ်။ဒါကြောင့်တန်းရှင်းရေးကောင်လေးကိုဆူလိုက်မိတယ်။အင်နာကိုတန်းရှင်းရေးလုပ်ပြီးတကားပိတ်မယ်ဆိုရင် အထဲကလူလေးပါလေးခေါ်ကြည့်ပြီးမှပိတ်ပါလား။အခုကြည့်အထဲမှာကြံခဲ့ပြီ။တွား။အခုဖွင့်ပေးလိုက်လို့ပြောလိုက်ပါတယ်။အားပြအထဲမှာလူမရှိပါဘူး။ကျွန်တော်ကတေချောင်းအောင်ဟော်ပြီးမှပိတ်တာပါ။ လိုက်လဲစစ်ပါလေဘယ်လိုမှမရှိပါဘူးအောက်ကောင်ရမရှိဘဲနဲ့တကားတွန်းမလားမင်းမမြင်ဘူးလားဆိုပြီးစီနီယာတက်ရှင်းရေးကအော်ပါတယ်ဒါနဲ့တက်ရှင်းကောင်လေးကစိတ်ဆိုးဆိုးနဲ့တမရှိကထွက်တော်ပြီးတကားကိုဆွဲခွင့်ပြလိုက်ပါတယ်အဟောဆရာကောင်းတာကအထဲမှာဘယ်သူမှရှိမနေတာတခုပါပဲနောက်တစ်ခုကရွှေတော်ဆင်းရုံကလည်းခရိုင်ဆင်းရုံကိုပြောင်းလာတဲ့ကျမခရိုင်ဆင်းရုံရဲ့ဇလန်းတွေကိုမတိခဲ့တော့ကြောက်ရမှန်းလည်းမတိပါဘူးရွှေတော်ဆင်းရုံမှာတော့ကျုံးခဲ့တာမှန်ပေမဲ့ရင်ဝဲရုံနဲ့အနေနီးလို့လို့ထင်ခဲ့မိတာပါ ဒီမှာကခရိုင်ဆိုတော့ဆေးရုံကြီးကလူကများတော့မကြောက်ပါဘူး။တနေ့ကျမှ night duty ကြတယ်။နောက်တမားတယောက်ဆရာမတယောက်ပေါ့။အလုပ်တမားကယောက်ျားလေးပါ။ဆေးထုတ်ပြီးလို့ညနာချိန်ကြတော့ကျမတို့ဆရာမအခန်းထဲမှာတကားချက်ချပြီးသပွဲကုန်ပေါ်ကောင်းထိုးပြီးခဏနားလိုက်ပါတယ်။မကြောက်ပါဘူး။ဆယ့်နှစ်ရီကျော်လောက်မှရဲအမှုတစ်ခုကြောက်လာတယ်။အောင်ကိုပက်စီပလင်းနဲ့ရိုက်လို့ခွဲသွားတယ်။ချောက်ချက်တော့ချုပ်ပြီးပြန်အိပ်ပါတယ်။နောက်တမားကောင်လေးကအပြင်မှာကျမကအခန်းထဲမှာပါ။ခဏလေးမိကနေဖြစ်သွားတော့ ခြေဖို့ထိုးတကောင်ရောက်လာပြီးကျမနားထဲမှာဝဲနေပါတယ်။အိမ်မရလို့စာအုပ်နဲ့ရိုက်ချလိုက်တယ်။ငြိမ်သွားပါတယ်။နောက်တစ်ခါထပ်ဖြစ်တယ်ထပ်ရိုက်တယ်။အဲ့လိုနဲ့ငြိမ်သွားပါတယ်။အဲ့လိုနဲ့တုံးလေးချိန်ဆိုတော့တိမခံနိုင်တော့တာနဲ့ဘောင်းမော်ကိုအင်ဂျီအုပ်ပြီးအိမ်နေလိုက်ပါတယ်။မကြပါဘူးခဏနေတော့ဟိုဘက်စီးထက်ကန်ဘက်ကစောစောကခေါင်းချုပ်ပေးတဲ့အခန်းကစထရလီဇာအိုကြီးကရွင်ရင်းစုတဲ့အတန်ဘလုတ်ကလုတ်ဆိုတဲ့အတန်ကိုကြားနေရပါတယ်။အတန်ကတော်တော်ကြာနေတော့အလုတ်တမားကိုထားပိတ်ပေးဖို့လိုလိုက်ပါတယ်။ ကိုရိုနဲ့နိုးမရလို့တကုံအွန်လိုင်းမှာအလုပ်တမားကညာအမလို့ထုလိုက်တဲ့အချိန်သောသောကဘလုတ်ကလုတ်ဆိုတဲ့အတန်းကချက်ပြောင်ငက်ပြောင်ဖြစ်သွားပါတယ်။ဘာတမ်းမှလည်းမကြားတော့တာ။ဘာဖြစ်လို့လဲအမတဲ့။နင်းရဲ့တာလီစာအိုးကြီးကတဲထားတာဆူနေလို့ဆိုတော့အာမတဲပါဦးမရဲ့။မနဲ့မှတဲပါတဲ့။သောသောကဆူနေတဲ့အတန်းကိုကြားလို့တေချာတော့ကြည့်လိုက်ပါအောင်ဆိုတော့မတဲပါဦးမရဲ့။လာအမကိုယ်တိုင်လိုက်ကြည့်ဆိုတော့အေးဆက်နေတဲ့ပိုးတက်တဲ့အိုးကိုခံလိုက်မိတယ်။ဟဲ့။သောသောကငါတကယ်ကြားတာပါ။ အားကြောင့်နင့်ကိုလုံးတော့ပေါ့ဆိုပြီးမချင်မနှက်နဲ့ပြန်ဟိလိုက်ပါတယ်။အဲဒီတော့မှဆိုဆင်းရုံလေးမှာမိကတအားပြက်တယ်။အခါတလေဖျောင်းနိုင်တဲ့နေရတာ။အခါတလေအဆောင်တွေထဲမှာလူနာနေသွားရင်လူကချက်ချားလာတယ်။လောက်တမအဖေါ်ကမင်းကလေးဆိုတော်သေးတယ်။အကြလေးဆိုရင်သူကတွားချင်အောင်တွားနေတာ။သူ့အလုပ်ပြီးပြီဆိုရင်သူ့ကိုရှာမရတော့ဘူး။မိကလည်းပြက်၊လူနာကလည်းနေနေတဲ့အချိန်ဆိုတော့လူကနည်းနည်းတုံလုံးနေပြီပါတယ်။ကိုကအစတည်းကအမောင်ကိုကြောက်တတ်သူမို့ပါ။ဆရာမနားနေကန်းကိုချက်ချပြီးပထန်းကိုစီးချရွတ်နေရပေါ့။ ရကားပိတ်ထားပြီးလင်းမြတော့ရင်နည်းနည်းကျက်တယ်လို့ဖြစ်နေတယ်။အစတည်းကရင်းချက်အခန့်ရှိလို့ရှူစင်းတဲ့နေနေရတာ။ကောက်ကိုရှူမယ်ဆိုပြီးအိတ်ထဲနိုင်လိုက်တော့ဆေးဝီလိုထဲမှာဆေးထုတ်တဲ့အချိန်ကရှူရင်းကြံတဲ့မန်းကိုတတိယတော့ပါတယ်။ဒါပေမဲ့တွားယူရမှာကိုကြောက်နေတာပေါ့။မီးပြက်နေတော့မထွက်ရဘူး။လူတစ်ယောက်လာရင်ထွက်မယ်ပေါ့ဆိုပြီးစိတ်ကူးနေတော့လူတစ်ယောက်လမ်းလျှောက်လာတဲ့ကြားလို့အားထက်တော့ပါတယ်။အတော်ပဲတွားယူမယ်ပေါ့။အကားကိုဖွင့်လိုက်တယ်။သောသောကလမ်းလျှောက်လာတဲ့သူကအင်ဂျီအပြာရောင်နဲ့ယောက်ျားလေးတစ်ယောက် စီးပြီးတော့ထည့်ထားတဲ့အခန်းထဲကိုဝင်သွားတာတွေ့လိုက်တယ်။လူနာကောင်းတယောက်ငါးများလာချာသလားပေါ့။အခန်းထဲရောက်တော့ဘာမှမရှိဘူး။အပေါက်ကလည်းချက်ထိုးထားတာ။ဝင်သွားတဲ့လူကိုကျမလိုက်ရှာရင်းနဲ့ဘောင်းနံပါတ်တွေကြီးလာတယ်။ကျမလည်းကြောက်ကြောက်နဲ့လူနာကန်းတွေပဲပြေးသွားပြီးအလုပ်သမားကိုရှာရပါတယ်။အမအကိုအိမ်လိုက်ပို့ပေးစမ်းမှာကျမနှလုံးခုန်နှုန်းနဲ့အရင်မြန်နေပြီးအရင်ကြောက်နေတော့ပါ။အဲချောက်ခံရတာဒီတစ်ခါပဲအရင်အောင်တွေ့ဘူးတာကလည်းပထမအဦးဆုံးအချိန်ဆိုတော့အရင်လည်းနေပြီပါလေ။တနေ့ညနေကျမတော်ဝင်ကြတဲ့ဆေးရုံကိုလေခန်းညီမလေးရောက်လာပါတယ်။ မမရရညနေ9နာရီလောက်ရှိပါပြီညနေ6နာရီဆေးကိုအကုန်ထိုးပေးပြီးတော့ညီမလေးနဲ့စကားထိုင်ပြောနေရပါညီမတာဝန်ကြတဲ့အဆောင်ပေါ်ကဖျားနာဆောင်ဖြစ်ပါတယ်ညနေ4နာရီလောက်ခလဲကတဲအောင်တဲဝါမိန်းကလေးတယောက်ဆုံးသွားခဲ့ပါလိမ့်တယ်ညီမတို့ဆရာမတွေအတွက်ကတော့လူနာတင်ဆုံးတာကမဆမ်းပါဘူးကြောက်လည်းကြောက်မနေပါဘူးညီမရိုးချဖြစ်ပြနေတယ်လို့ပါပဲဒါပေမဲ့လူနာတယောက်တည်တဲ့ဆိုရင်အခန်းထဲရှိတဲ့လူနာဆောင်အားလုံးကတော့မတိုးမတက်ဖြစ်နေကြတော့ဘူးဒီလိုနဲ့ညနေဆောင်မောင်မီပြိုးတဲ့အချိန်ကိုရောက်လာပါတယ် တောင်မလေးတည်သွားတဲ့ဖျားနာဆောင်မိမခန်းဘက်ကနေကလေးငူရန်ကစူးစူးဝါးဝါးကိုထွက်ပေါ်လာနေပါတယ်။ဆေးရုံမှာကလေးငူတာလည်းမဆမ်းပါဘူး။အဆမ်းဖြစ်နေတာကညီမလေးပါ။ညီမလေးကငိုလိုက်တာမမရဲ့။ဘာဖြစ်လို့လဲမသိဘူးတော့တဲ့။ညီမကမသိတယ်လို့ပဲနေလိုက်ပါတယ်။အဆမ်းမဟုတ်ဘူးပေါ့။ဒီလိုနဲ့ကလေးကငိုနေတာ15မိနစ်လဲဒီလိုနဲ့ကလေးကငိုနေတာ15မိနစ်လဲမဟုတ်။နားရွယ်လည်းမကတော့မမရဲ့ကလေးကအယမ်းငိုနေတယ်နော်။ ဘာဖြစ်လို့လဲမသိဘူးလို့ပြောပြန်ပါတယ်ဟုတ်လဲဟုတ်တယ်ကိုလည်းကြားနေတာကြားပြီဆိုတော့ကလေးလေထိုးနေသလားမသိဘူးဆိုပြီးကလေးရဲ့လူနာဆောင်တယောက်ကိုလမ်းခေါ်လိုက်တယ်ကလေးကဘာဖြစ်လို့မုန်နေတာတော့ကလေးကိုနှုတ်တော့ပြီးလေမထုတ်ပေးဘူးလားဆိုပြီးခေါ်မေးလိုက်ပါတယ်မသိပါဘူးဆရာမရဲ့ညနေကလေးကကလေးကမနေတာကျွန်တော်တို့လည်းမောနေပြီရဲ့ကဲဒါဆိုရင်ကလေးပါခေါ်ခဲ့ပါအောင်လို့ပြောလိုက်ပါတယ်ကလေးကိုကျမရဲ့ဆရာမခန်းထဲကိုခေါ်လာပါတယ်ကလေးကစူးစူးဝါးဝါးကိုငိုနေတော့မှပဲကလေးကငိုရတာမောပြီးပြောနေတယ်လို့ဖြစ်နေပါတယ် ပေးပေးပေးကလေးကိုကျမကိုပေးဆိုပြီးသူ့ဘိုးရဲ့လက်ထဲကနေကျမဆွဲယူလိုက်ပါတယ်ကလေးကကျမသားနဲ့ထိလိုက်တဲ့အချိန်မှာကျမခန္ဓာကိုယ်ကကြတိတဖန်ပြန်ထထွားပါတယ်ကလေးလည်းအတဲထံမုန်နေရင်းနဲ့တုံ့ပြန်လဲဆိုရက်သွားတယ်စိတ်ထဲမှာအရန်ထူးဆန်းသွားတာနဲ့ကျမညီမကိုညီမလေးမျက်တော့တုတ်ရွရွဆိုပြီးကျမလည်းတတ်တမြမတ်တမြရွပေးလိုက်တယ်ပြီးတော့ကျမပါးစပ်ကနေလည်းပြောလိုက်သေးတယ်ဘာကဝက်ပိုင်ဆီယာမတော့ကလေးကိုမနှောက်ရှက်နဲ့ညွန့်တော့နှောက်ရှက်ရင်ဝက်ထဲကနေမောင်းထုတ်လိုက်မယ်အေးဆေးနေကြကလေးကိုငိုအောင်လည်းမလုပ်နဲ့ ကောင်းကောင်းအိပ်ပြရစင်တော့လို့ပြောပြီးခလေးကိုပြန်ပေးလိုက်တယ်ည၈နာရီတာဝန်ချိန်ပြီးကနေမှခလေးကိုတွားကြည့်လိုက်ပါလေရဲ့အင်းနဲ့ချက်ချင်းကိုအိပ်ပျော်နေရပါနောက်တနေ့ဂျူတီဆင်းတဲ့အချိန်ရောက်တော့ခလေးလူနာဆောင်ကမုန်းတဲ့ကြက်ဥတွေယူလာပြီးအတင်းဆောင်နေတာကိုတွေ့လိုက်ရပါတယ်ဆရာမကိုအရန်ကျေးဇူးတင်လို့ပါတဲ့ခလေးကတညလုံးအိပ်တယ်မနေ့ကကောင်းကောင်းအိပ်တယ်လို့ဆိုပါတယ်တကယ်တော့အာနာဆက်တုံးပြီးပြောလိုက်လို့အဆင်ပြေသွားတာဖြစ်မှာပါဟိုကအထက်လန်းဆရာလည်းမဟုတ်ဘာမှလည်းတက်တာမဟုတ်ဘူးလေဘထဲကလူနာဆောင်တွေကခလေးကိစ္စတိတော်ပြီးနောက်ကျွန်မကိုလာတိုင်ကြပါတယ် ။ဒါကြောင့်ဆိုသူတို့အိတ်မရဘူးတဲ့။မန္တကားတွေကိုလိုက်ခောက်နေတာတဲ့။ဒါနဲ့ကျမလည်းလိုက်ခောက်တယ်ဆိုတော့မန္တကားဘက်တွေကိုတွားကြည့်ပြီးအာထန်ဆက်ကိုတုံပြီးပြောကြည့်တာပေါ့။နင်းတို့တွေအတော်ဆိုးနေကြတယ်နော်။ဒုနာဆောင်တွေလာပြောတယ်အိတ်မရဘူးတဲ့။မနောက်ရှက်ကြနဲ့။ညစဉ်ညတာရင်နင်းတို့ကိုငါရဲ့ကောင်းမှုကုလိုမနဲ့များအမြပေးနေတာပဲ။အောင်းကောင်းနေကြနော်။မနေရင်ငါအကြောင်းတိမယ်လို့ရန်တို့ပြောလိုက်တာအဆင်ပြေတော့ပါလေ။ရှိမှာပဲလေဒီလိုစေယုံကြီးရေဆိုတာအေးခဲ့တဲ့သူတွေကအများကြီး ဘယ်တော့လို့ဘယ်လာမမ်မတီဖြစ်နေတဲ့အတူလည်းရှိကြမှာပေါ့ချီမန်တီပဲမလဲဒီဆေးုံထဲမှာနေ့စဉ်လုံနေရတဲ့အလုံးကြောက်နေပေမဲ့လည်းဂျန်နာတော့မှဥထိတ်ထားပြီးမြစ်တာတရားနဲ့နေခဲ့ပါတယ်သူပဲဖြစ်ဖြစ်မချွတ်မလွတ်တဲ့တရဝါပဲဖြစ်ဖြစ်မြစ်တာတရားကိုအားလုံးကြိုက်ကြပါတယ်ဒါကြောင့်မန်နီယာရရကိုကြောက်ပေမဲ့လည်းဂျန်နာတော့မှဥထိတ်ထားပြီးမြစ်တာတရားနဲ့နေခဲ့တာဖြစ်တဲ့အတွက်အဆင်ပြေခဲ့ပါတယ်ဘာသာဆက်မိရလဲကျွန်မရဲ့ညီမအကြောင်းကိုဆက်ပြောပြပါမယ်အဲ့ဒီညီမလေးကကျွန်မတို့ညီမတွေထဲမှာသူကနည်းနည်းထူးခြားတယ်စတမအာယုံခေါ်လာလားမသိပါဘူး ိုတိနေတာမျိုးတွေမဖြစ်ခင်အိမ်မက်မတက်တယ်ပြီးတော့မတက်တဲ့နေရာမျိုးတွေကိုသူကတိနေတယ်ကျမတို့မောင်နှမတွေကသူ့ကိုခေါင်းနေတယ်ပဲတတ်မှတ်ထားတာတော့ကြာဖိုးတူတော်တွေးလိုက်ဘိုးတော်တွေးလိုက်မင်းစာတွေတွေးလိုက်နေသူပဲတွေးနိုင်လွန်းနေပေါ့ကျမကဆေးရုံမှာလိုင်းကတခန်းရတယ်အတင်းဆောက်ပြီးသားကအဆောက်အဦးမှာကျမအတွက်တခန်းရတယ်ပြောပါတော့အတင်းဆိုတော့လေကျမစိတ်ထဲမှာဘာမှရှိမှာမဟုတ်ဘူးဆိုပြီးအကြောက်ပါဘူးဒါပေမဲ့စောစောကညီမကသူကကျမစီအလေလာတော့ပြောပါလေတယ်မမအခန်းကမတက်ဘူးတဲ့ ကျွန်မကပြန်ပြောလိုက်တယ်အခုမှအတစ်ဆက်ဆက်အခန်းဘာမှမရှိဘူးလို့မနဲ့ဆိုဂျာနီကန်ပတန်းဖွင့်တယ်ဖရာကတော့ဆုံးကတ်တယ်လူနာအဆုံးကတော့လေမဟုတ်ဒီနန်ကဖရာမှမပြတ်ဘူးဖရာပန်းဆိုဝေးလို့စိတ်ချမ်းသာကိုချမ်းသာနဲ့နေနေတာဆိုတော့ဘာမှစိတ်ထဲကြောက်မှမန်းဘာမှစိတ်ထဲကြောက်မှမန်းမတည်ဘူးနောက်မှနိုင်ယူတီပြီးလို့မနဲ့ပိုင်းအိတ်လိုက်တယ်နေ့လယ်တနာရီမှလို့ပါတယ်အဖက်အခန်းကကျွန်မကျွန်မနေတဲ့အခန်းမှာသူလဲအိမ်မှာမရှိပါဘူးယူတီမှာဆိုတော့သူ့အမေအဖွားတယောက်တော့ရှိပါတယ် ါကြောင့်နေ့လေဆိုတဲ့အခန်းအခန်းကတိတ်ဆိတ်နေတာပေါ့အဲ့ဟာကနုံနုံချင်းပဲဂရင်ချွေမအဝက်တန်းကိုမျက်လုံးကရောက်သွားပါတယ်တန်းကဂျိတ်တွေကရင်းထုံးနေတယ်ကြွက်လာပါလာနဲ့စောင့်ကြည့်နေတာပေါ့အဝက်တွေကြားထဲကြည့်တယ်ဘာမှမရှိဘူးစိတ်ထဲမှာတမျိုးပဲဒါနဲ့တစ်ဖက်ကအဖွားကိုလမ်းခေါ်လိုက်ပါတယ်အဖွားရေအဖွားဆိုတော့ဆရာမဘာဖြစ်လို့လဲတဲ့ဒီမှာအဖွားရေအဝက်တန်းကဂျိတ်တွေရင်းထုံးနေတယ်ဘာဖြစ်လဲမသိဘူးဆိုတော့အဖွားကအကြောင်းတော့ရှိမှာပေါ့ဆရာမရေတဲ့ဒါနဲ့ကျမစိတ်ထဲဒိတ်ခတဲ့ဖြစ်သွားပါတယ်အမျိုးသားကအပြင်းထွားနေတာမဟုတ်ပါ သူ့ကိုလိုက်ရှာတာပေါ့အခုခုဖြစ်နေမလားဆိုပြီးအဲ့ခက်ကအခုလိုဖုံးနေပါတယ်ကရှိတာမဟုတ်ဘူးရှိလဲတိန်း30 30မှာခိုင်းနေတာလေလိုက်ယူတီပြီးတာစားမို့အေးကြီးကမောရတယ်ဘူးမျိုးလုံးကလည်းကျင်တော့ပြီအပြင်ထွက်တော့တဲ့မျိုးသားကိုလိုက်ရှာတာပေါ့တွေ့ပါပြီသူကတော့အေးစစ်စစ်ပါပဲအငယ်ချင်းအိမ်မှာကျမကိုမြင်တော့ဘာလို့လဲတဲ့လိုက်ယူတီကြာနေတာသူလည်းသိရဲ့လေအငယ်ချင်းစိတ်မှာဆိုတော့ရှက်လို့မပြောဘူးအချောင်းကိစ္စလေးရှိလို့အိမ်ကြမှာပြောမယ်ဆိုပြီးသူ့ကိုပြောလိုက်ပါတယ် အိမ်နောက်မှာအဲ့လိုပဲဖြစ်တယ်။နေများတစ်ခုခုဖြစ်နေမလားဆိုပြီးလိုက်ရှာတာလို့ပြောလိုက်တော့မဟုတ်ပါဟုတ်ပါဟာဘာမှမဟုတ်ပါဘူး။ကြွက်ခုန်ချတာနေမှာပေါ့တဲ့။ကိုလည်းအဲ့ဒီကိစ္စကိုမင်းပြပြပြောင်းမယ်။တယောက်တည်းမဟုတ်ဘူးဆိုတော့တိတ်လည်းမကြောက်တော့ပါဘူး။အမျိုးသားကမကြောက်တတ်ဘူး။အဲ့ဒီလိုနဲ့တနေ့အကြောင်းမပြီးသေးတဲ့အမျိုးသားကအကြောင်းနေပြတဲ့ပုံအတွက်အကြောင်းပေါ်လာပါလေ။ကျမတယောက်တည်းနေရတော့မှာပေါ့။နေနေတော့ကြိုးချမ်းမိတာပေါ့။ညရောက်တော့တယောက်တည်းအခန်းထဲကြည့်ပြီးအိမ်ရမှာကြောက်နေပြီပါလေ။ဒါပေမဲ့လည်းမတတ်နိုင်ဘူးလေ။အိမ်ရမှာပဲပေါ့။ခုခေတ်လိုဖုန်းလည်းမရှိတဲ့ဘွာ။ ိတ်ပြော်ကအရင်နဲ့ကိုဘေးကလူလာအိတ်တယ်လို့ခံစားရပါတယ်။အညာလုံးဖះစာရွတ်ပြီးမိုးလင်းသွားတယ်။တကယ်တော့ကြောက်နေလို့ဖြစ်မှာပါလို့တွေးလိုက်မိပါတယ်။နောက်နေ့လောက်ကြာတော့ကျမညမလေးကရောက်လာပါတယ်။ကျမလည်းအရန်ကြော်သွားတာပေါ့။အဖော်ရပြီဆိုပြီးတော့လေသူကဆက်ချုပ်တင်တန်းတက်မယ်ဆိုပြီးရောက်လာတာ။လူလည်းမနေ့ကလည်းညနေထိဆက်ချုပ်တင်တန်းတက်နေတာပေါ့။အဲ့လိုနဲ့တနေ့ကျမမြို့သားကြောင်းပိတ်တို့ပြန်ရောက်လာပါတယ်။ညမ၈နာရီဆိုကျမဂျူတီဆင်းပါတယ်။ဒီလိုနဲ့ရောက်ကျမကိုလာချိုကြပါတယ်။အဲ့ဒီချိန်တုန်းကဆိုမီးတွေကအရန်ပြတ်ပါတယ်။ ဒီကားမှာဖျောင်းနိုင်ထွန်းပေးထားတယ်။ဖျောင်းနိုင်ကကုံသွားရဲ့နောက်ထပ်ထွန်းကျင်မှာထွန်းကြတာ။ကျမလည်းလာကျူမဲ့သူရှိတော့မောင်နေတဲ့ကိစ္စမရှိဘူး။အမီလည်းပါတယ်လေ။အဲ့ဒီလိုနဲ့လေကားကနေဆင်းလာပြီးမှအောက်ရောက်တဲ့အချိန်ကျတော့ကျမပတ်စံအိမ်ကြံခဲ့တာကိုသတိရပါတယ်။အဲ့ဒါနဲ့ကျမလေးတို့ကိုဒီမှာခဏနေရောအပေါ်တက်ပြီးပတ်စံအိမ်ယူလိုက်အောင်မယ်။ဒီလိုပြောပြီးတော့လေကားမှာမောင်ကိုလက်နဲ့တက်ပြီးထိုးပြီးတက်သွားတာပေါ့။ဆေးရုံအပေါ်ကမြောက်ခင်လေကားတုံးတဲ့အလုံးမှာပြတိထတော့ပါတယ်။အဲ့ကြမှာကျမတံမုတ်တွေကထားအောင်ရုပ်ပုံသတိရပါတယ်။ပတ်စံ AGB ပြန်လာတဲ့လမ်းတစ်လမ်းလုံးလဲ တန်ဖိုးတွေရွတ်လာတာပေါ့ကျမတို့တယောက်ကဆေးဟုံကလူနာတွေတောက်ဖို့လုပ်ပေးထားတဲ့ရေဦးစင်သားမှာကျမကိုစောင့်နေပါတယ်ညီမလေးတို့တယောက်ကဆေးဟုံကလူနာတွေတောက်ဖို့လုပ်ပေးထားတဲ့ဒီဦးစင်သားမှာကျမကိုစောင့်နေတာကိုတွေ့ပါတယ်သူတို့ကကျမကိုမမြင်ကြဘူးသူတို့ကိုဖက်ချော်သွားတဲ့အထိလိုက်ပြီးနောက်ကလိုက်မလာလို့လက်ကြည့်ပြီးဟဲ့လာကြလေဆိုတော့ဟဲ့မမရဲတဲ့ညီမလေးကမျက်နှာပြက်ပြက်နဲ့ကျမမျိုးသားကိုပြောလိုက်တယ်ဘာလို့လဲကျမမမေးမိဘူးအခက်အခဲရောက်ချင်းပဲကျမမျိုးသားကဖျားဆင်စိတ်ကိုတွားပြီးအတင်းဖျားခရုတ်ခိုင်းနေတယ် ို့မှာယူနီဖောင်းတော့မလဲရသေးဘူးအနှင်းကိုပဲခိုင်းနေတာသူစိတ်ကျဉ်တဲ့အောင်အစိမ်မကတော့ပြီးအဝတ်စားလဲနေတော့ညီမလေးကအေးစေးတောင်းပါတယ်ဒါရစီပြတုံးများပေးပါတဲ့ဘာလို့ဖို့လဲအဲ့တော့ကြီးတောင်ဆိုတော့ဆောင်းထားမလို့တဲ့ကျွန်မလည်းသူဆောင်းထားချင်လို့ဆိုတော့ပေးလိုက်တာပေါ့လေမနေ့ရောက်တော့ကျွန်မအမျိုးသားအကြောင်းမြတ်တဲ့တော်မှာမူရန်ကုန်ကိုပြန်ရမှာပါအပြန်ရင်သူကကျွန်မကိုမားနေတာစုံနေတာပဲတရားမှန်မှန်ရှိခိုးဖို့မြတ်တာပို့ဖို့ပြောတာပေါ့အဲ့လိုပြောနေရင်လည်းကျွန်မညီမကအမျိုးသားကိုအကူညားကမြင်တယ်လားတဲ့ မမမြင်လိုက်လားဆိုပြီးဟိုကလည်းပြန်မင်းနေတယ်။ဘာတွေလဲ?ဘာတွေမြင်နေကြတာလဲ?နင်းကလည်းပြန်ကန်ကြီးဘာတွေပြောနေမှန်းမသိဘူးလို့ဆိုတော့မမမြင်တာပြောလိုက်လေလို့ပြောတော့ညာကမမရှိမှသပင်းဆုပ်ွားနဲ့မိမဘွားပါကြီးနဲတဲ့ခါတော့ကိုကြီးမဟုတ်ဘူး။အဝတ်စားဆွတ်ဆွတ်ပြက်ပြက်နဲ့မမလာပါဘူးမမြင်တာ။အဲ့ဒီမိမကြီးကကြွဲနေတာ။မမအတန်မိမမမကိုမြင်တာ။အဲ့ဒီမိမကြီးလည်းမတွေ့တော့ဘူးတဲ့။မြင်မြင်တာဟုတ်ရဲ့လားဆိုတော့သူပြောပြတဲ့အတိုင်းပဲမမကြောက်မှဆိုလို့မပြောရတယ်လေ။ညီမကရှင်းကနေလိုက်လာတာထင်ပါလေ။ ။ကျွန်မကအဖျားစာရွတ်နေလို့တတ်မရတာထင်ပါရဲ့။ကျွန်မလည်းဆရာမလုံးနေပြီးကြောက်တာပါပဲ။အာဒမီဖျားစာဆိုလို့တွားနေရတာပါ။ကြောက်ပါလေဆိုမှတနေ့ပြင်ပလူနာမှာလက်ပေါ်တွေလာပို့ပါတယ်။ဆရာလက်ခံပြီးမှရင်ခွဲရုံပို့ရတာလူတွေလောင်းကထော်လာကြီးပေါ်မှာဆက်ဆက်ကြီးအဲ့ဒီကကျမကခလေးထန်းတာဝန်ကျတယ်လူတွေရှိမှန်းလည်းမသိဘူးမိကပြက်နမ်းပြီးတလက်နဲ့ဖြတ်သွားဂူလာမလူမရှိတဲ့တကားကဝုံငနဲ့ပွက်လာတာဟိုဘာပြောကောင်းမလဲထွက်ပြေးတာခလေးဆောင်တဲ့အထိဘလို့ရောက်သွားမှန်းတော့မသိတော့ပါဘူး နောက်ထပ်ကြုံတွေ့ရတဲ့ကိစ္စလေးတစ်ခုကိုပြောပြပါဦးမယ်။တနေ့လုတ်တက်ခွင့်ပြေလို့စေယုံတာဝင်ကိုပြန်လည်ထမ်းဆောင်ရတဲ့ညတညကအကြောင်းလေးပါ။စေယုံကအလုတ္တမကောင်လေးဆုံးသွားတယ်ဆိုတော့စေယုံအလုတ်ပြန်ဝင်တဲ့နေ့မှာတိလိုက်ရပါတယ်။ဒီမလိုမျိုးကိုလုတ်တက်ခွင့်တလပြန်တော့တော့သူ့နာရေးကိုမတိလိုက်ရပါဘူး။ကောင်လေးကရှိမှ20ကျော်ကျော်လေးပါ။အကျက်မတရားတောင်းလို့တင်းရတာကောင်လေးကအစားနောက်တန်းတယ်။လူစည်းစင်ကလည်းဆရာမတွေအလုတ္တမအချင်းချင်းတွေကိုစားနောက်တက်ပါတယ်။ဖြစ်ရှင်တော့အလုတ်ဆောက်ဝင်ခြင်း night duty ကြပါတယ်။ ကျွန်မလည်းအလုပ်တမောင်းကောင်လေးတည်ထားတာကိုသတိမရတော့ကုတ္တာဝင်ကိုလုံနေမိပါတယ်။ည9နာရီခွဲလောက်မှာကျွန်မကတမားတော်ခန်းထဲမှာအနားယူကိုလုပ်ပါတယ်။၎င်းကိုဖိတ်ပြီးဖျားကားတော့မယ်ပေါ့။ဂရင်မော်တိုင်ပြီးလက်အုပ်ချီတယ်ဆိုရင်ပဲတစ်ဖက်ဆီယာမအခန်းကစာအုပ်လန်လန်တွေကဖလက်ဖလက်ဆိုပြီးစက်တိုက်ထွက်ပေါ်လာနေပါတယ်။ကျွန်မကလည်းဖျားမကားတော့၄ပဲပန်ကာပိတ်ဖို့မေ့သွားတယ်တင်ပြီးတစ်ဖက်အခန်းကိုလမ်းရှိလိုက်ပါတယ်။ပန်ကာကပိတ်ရတာပါ။ဒါနဲ့အခန်းကားကိုပိတ်ဖို့မေ့သွားတာဖြစ်မှာပဲဆိုပြီးအခန်းပြင်ကိုထွက်လိုက်ပါတယ်။ဆီယာမအခန်းကပိတ်ရတာ ဘာမှလည်းမကြောက်ရအောင်အဲ့ဒါနဲ့အခန်းတကားကိုဖိတ်ပြီးဘုရားကတော့ကိုပြန်ပြန်လိုက်ပါတယ်ဘုရားတော်မကြောက်ပါလေဘူးအခန်းတွေကတမားတော်ထိုင်နေတဲ့ဇပွဲကိုပေရန်နဲ့ခောက်တယ်လို့တောက်တောက်တောက်နဲ့လာခောက်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်ဒီခါတော့ကျွန်မသတိမူသွားပါပြီဒါကကိုတီတော်တဲ့အလုပ်တမားပေါင်လေးကလာစနေတာဖြစ်မယ်ဆိုတော့ပေါ့နောက်ထပ်ဆေးရုံမှာပဲကြုံတွေ့ကြရတဲ့ဖြစ်ဖြစ်လေးတစ်ခုကိုထပ်ပြောပြချင်ပါတယ်ကျွန်မဒုတိယပုံစံဆင်ကြတဲ့ဆေးရုံတစ်ခုမှဖြစ်ပါတယ်ဖယားဆေးရုံကြီးဆိုတော့ဆီယမ်မတွေကလည်းများပါတယ်လာတလာတာဝန်ကြတဲ့အဆောင် မတူပါဘူးဒီအကြောင်းလေးပြောပြမယ့်အချိန်ကကျွန်မတာဝန်ကျတဲ့ဘက်ကအရေးပေါ်အဆောင်မှာဖြစ်ပါတယ်ဒီဘက်မှာဆရာမနှစ်ယောက်ကတာဝန်ကျပါတယ်လူနဲ့ကျွန်မဒေးနိုင်မခွဲပဲ15ရက်စီကိုရဘောနဲ့ကိုညှိယူကြပါတယ်မနေ့ရောညရောအရေးပေါ်ဌာနမှာအိတ်တယ်စားတယ်သင်ပြတာကရေချိုးရင်လောက်ပါပဲဒေးကနိုင်ဆိုတော့ဝက်နဲ့ကိုနဲ့တရားတယ်ပဲနေနေကြဆိုတော့ကြောက်ရောင်းမှလည်းမတိပါဘူးဟိုတစ်ချိန်တုန်းကအခုခေတ်လိုဟန်ဖုန်းဆိုတာကလည်းရှားပါတယ်ဆရာမမပြောနဲ့ဆရာဝန်ဆိုလို့အထူးကူမမနှစ်ယောက်လောက်ပဲကြိုင်နိုင်ကြတာမို့ပါ အဲ့တော့လူနာမရှိတော့အားနေတဲ့အချိန်တွေဆိုရင်စာအုပ်တွေနဲ့ပဲအချိန်ကုန်ပါလေ။ညစီမီဆိုတာကတအားပြတဲ့ကာလ24နာရီမှာ3နာရီလောက်ပဲလာတဲ့နေ့ရှိသလိုအနေကုန်ပြတဲ့နေ့တွေလည်းရှိတယ်။ပြည်သူစေုပ်ကြီးဆိုပေမဲ့ ever ဖျောင်းနိုင်ဝယ်ထားရပါတယ်။အတွင်းကားစပွဲမှာဖျောင်းနိုင်လေမိတုံမိတုံနဲ့တယောက်တည်းစာပိုင်ဖတ်တယ်။အပြင်မှာညဆောင်အလုပ်တမားရှိတယ်။တညစာဖတ်နေတော့နောက်ကနေဖျောင်းနိုင်မီနဲ့အရေးတခုလာရက်နေတော့ညလိုက်ပါပဲ။ဒါနဲ့ဝန်ထမ်းတယောက်ကဖုန်ဖတ်နေတဲ့စာကိုလာဖတ်တယ်ထင်လို့နောက်လည်းကြည့်လိုက်ပါတယ်။ဘာလို့မှမရှိပါဘူး။ အရင်လက်တော်မိပါပဲဖြတ်တီးတွေလည်းတစ်ကိုယ်လုံးဖတ်တော့တာပေါ့ဒါနဲ့အပြင်ကိုပြေးထွက်လိုက်သေးတယ်သောသောကဘဒူလာလေးလည်းမေးမလို့ပေါ့ဒါနဲ့ဝန်ထမ်းတစ်ယောက်ကကိုဖက်နေရစာကိုလာဖတ်တယ်ထင်လို့နောက်လည်းကြည့်လိုက်ပါတယ်ဘဒူမှမရှိဘူးဒါနဲ့အရင်လက်တော်တာပေါ့ဖြတ်တီးတွေလည်းတစ်ကိုယ်လုံးဖတ်တော့ပါပဲဒါနဲ့အပြင်ကိုပြေးထွက်လိုက်သေးတယ်သောသောကဘဒူလာလေးလည်းပေါ့မလာပါဘူးအထဲကိုဘဒူမှမဝင်ပါဘူးဘာဖြစ်လို့လဲတဲ့သောသောကဖြစ်သွားတာကိုပြောပြတော့အမြင်မားတာဖြစ်မှာပါတဲ့အမြင်မားတယ်မမားဘူးဆိုတာကိုယ်တိုင်ကြုံတာအတိတ်ဆုံးပဲမဟုတ်ဘူး ဒါနဲ့အလုပ်သမားတွေကအမျိုးသမီးဝန်ထမ်းတယောက်အနားမှာခေါ်ထားလိုက်ရပါတယ်။အဲ့ဒီညမှာပဲညဆိုတာထက်မနေ့နေ့နာရီလောက်ဖြစ်မယ်ထင်ပါတယ်။ညကဝန်ထမ်းဖြစ်တဲ့ဥကောက်တယောက်စိန်ခေါ်ဆဲနေတဲ့အတန်းကိုကြားလိုက်ရလို့ဖတ်ကြည့်လိုက်ပါသေးတယ်။ဥကောက်ရေဘာဖြစ်လို့အော်ရီဟစ်ချင်ဆဲနေရတာလဲ။ကြားလို့တော့မကောင်းဘူးလို့ပြောလိုက်ပါတယ်။သူ့ကိုကြည့်လိုက်တော့ခွဲကားအဝနာကထော်လီပေါ်မှာခမားကထော်လီပေါ်မှာဘာတက်လုံနေရလဲလို့ဝေးလိုက်ပါတယ်။အရန်ဘူးလို့ဆရာမကြီးကအပြင်းထက်ပြီးထော်လီပေါ်အိတ်နေတာကျွန်တော်ကိုအရေးပေါ်ကနေဒီအထိတွန်းလာလို့ဆဲနေတာပါဘာလို့လောက်တာလဲဥကောက်ရဲ့ မမြင်ရတော့ဘောဆရာမကြီးอ่ะမြင်ရထတော့ပြီလို့သူကဒေါ်ကြီးမောင်ကြီးနဲ့ပြန်ပြောပါတယ်စက်တာရဲ့လမ်းစရာတွေကြားနေမြင်နေရတော့ပြန်အိတ်လို့လည်းမပြောတော့ပါဘူးလူဘူးဘူးကိုစောင်းကောင်းမိချုံပြီးအိတ်ရင်မိုးလင်းခဲ့ရပါတယ်အဲ့ဒီတော့ကအရေးပေါ်ဆန်ကားရဲ့ဂျူဒီကိုတကဘာထင်ခဲ့ရပါတယ်အဲ့လိုနဲ့တလားပြစ်လို့ပဲပြောင်းတော့ခွဲစိတ်ဆောင်မှာတာဝန်ကြပါတယ်အဲ့မှာလဲရောက်ရုံရှိသေးတယ်အရေးပေါ်ကအတွေ့အကြုံတွေပြောပြတဲ့အခါအေးပေါ်တဲ့ဆိုးတာကအဲ့ဒီအဆောင်ကပိုဆိုးတယ်တဲ့ညလုံးကိုပြူးသွားတယ်။လာပြန်ပြီပေါ့ ဘလို့ဆိုတာလဲပြောပြပါအောင်ဆိုတော့ဆရာလေးဒေါက်တာပေါ့သူကရောက်ခါစားနိုင်ဂျူတီမှာအိတ်ခံနေအိမ်တော်ကိုတူသွားတယ်ပြန်လာတော့သူကမေးတယ်ဆေးရုံမှာကတုံးနဲ့ဆရာမရှိလားမို့ရှိတာပေါ့ဆရာရဲ့ဘာလို့လဲတော့ blue step and ဒီကပြန်မေးတယ်လေဒါဆိုအခုသူကဘယ်ဝက်မှာတာဝန်ကျနေရလဲအမလို့ပြန်မေးလိုက်ပါတယ်ဆရာဒီကိုမြတ်ခင်လေးပါပဲကင်ဆာနဲ့ဆုံးသွားတာလေအမလေးအမရဲ့တကယ်လားဆိုပြီး blue step အနာပြေကတ်လိုက်တယ်တဲ့ဘာဖြစ်တာလဲဆရာရဲ့ကျွန်တော်စောစောကအိမ်တော်မှာသူ့ကိုတွေ့ခဲ့တယ်ဘလုံး uniform နဲ့လို့ပြောပြီးတော်တော်ကြောက်နေတာ ကျွန်တော်ဒီညဆရာဝန်ခန်းမှာတယောက်တည်းမအိပ်ရဘူးအမတို့နဲ့ပေါင်းအိပ်မယ်နော်ရလားဆိုတော့အားလုံးကလက်ခံလို့အလုပ်ဓမ္မရောဆရာမရောဆရာဝန်ရောပေါင်းအိပ်လိုက်ကြရပါလေဓမ္မလည်းသူတို့ပြောတာနားထောင်ပြီးခေါင်းနှဖန်းကြီးနေပြီနမရရကျွန်မနိုင်ယူတီကစကြပါလေဆယ်ရက်ပါတရက်နှစ်ရက်ဘာမှမဖြစ်ဘူးညတိုင်းပြန်ရှိခိုးတယ်အခန်းတကားပိတ်ပဋ္ဌာန်းစီချအိပ်တာအောင်နိုင်ယူတီကပြောတယ်လူနာကအစ်စ်မလားဘူးမနေ့ထိတရေပဲအဲ့လိုကောင်းလာမမင်းနဲ့ ။ဘိုင်စင်မီ၄ရက်ကြာတော့ကျွဲခွခံရတဲ့လူနာဘိုင်ပေါ့ပြီးရောက်လာလို့အရေးပေါ်ခွဲရတယ်။ကိုတိုင်မှာသူ့ကိုအရေးပေါ်လူနာဖြစ်စောင့်ကြည့်ပေးနေရပါတယ်။အောက်ဆီဂျင်မပြတ်ပေးနေရတယ်။အဆုတ်ပါတိသွားလို့အခြေအနေကမကောင်းပါဘူး။သူလည်းတွင်းရပါလိမ့်တယ်။အဲဒီညတွေးလူပေးတဲ့လူကရှာမြလို့တော်တော်ကြာမှရပါတယ်။တွေးရတော့လူနာဆောင်တွေတောင်းအိပ်ပျော်နေကြပါပြီ။တွေးလူတဲ့သူလာလို့လူနာဆောင်တယောက်ကိုလာခဲ့ဖို့ခေါ်မယ်လို့ယုံရှိသေးတယ်။လူနာဆောင်ဘက်ကနေစူညာစူညာနဲ့အတန်ထွက်လာပြီးဥကောက်ရဲ့အော်ဒါကိုလည်းကြားလိုက်ရပါတယ်။ ဆရာမကြီးဆရာမကြီးဘာလို့ဥောက်ရဲ့ဘာဖြစ်ရပြန်တာတော့ဒီမှာလူနာဆောင်တွေတရေချောက်လို့လေတွေးရပြီဆိုပြီးလာနိုးတာဘိုက်လာကင်လို့လက်မအမွေးချမ်းချမ်းကြီးကိုကင်ပြီးရပြောတယ်ဒီလိုဖြစ်ရမှန်ဇလန်လေးတွေမိမျိုးမှာရှိရဆိုရင်လည်းကျွန်တော်ကိုလာရောက်ပို့ဆောင်ပေးလို့ရတဲ့အကြောင်းအရင်ကောင်းပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ